အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ချန်တဲ့နောက်ခုလုံးကိုကြည့်ပူတဲ့သူတွေရောအခုမှစကြည့်ပူတဲ့သူတွေရောမင်္ဂလာပါဗျဟိုကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့လုံ40ကျော်ရွယ်အဖိုးကြီးပေါ့ဆတွေရောအဖိုးကြီးတွေရောပေါ့သူတို့တွေအကြိုက်တွေ့ခဲ့မဲ့ထင်တဲ့ကစားသမားနှစ်ယောက်အကြောင်းကိုကျွန်တော်ပြောမှာဟိုခန်းစင်မှုနှစ်ယောက်ပေါ့ဗျာတကယ်တကယ်ကြတော့ကျွန်တော်တို့ဘောလုံးကကြည့်ခဲ့တဲ့ကြည့်ခဲ့ပူတဲ့တက်တန်တစ်ချောင်းမှာအကောင်းဆုံးခန်းစင်မှုတွေလာဆိုတော့မဟုတ်ပါဘူးသူတို့ထက်ပိုပြီးကြိုက်တဲ့ကစားသမားနှစ်ယောက်ရှိသေးတယ်မော်ဒီတီနဲ့နက်စတာ တို့နှစ်ယောက်ရဲ့အကြောင်းကိုလည်းကျွန်တော်ဗီဒီယိုတစ်ခုလုပ်ထားတယ်ကျွန်တော်တင်တော့မတင်ရသေးဘူးအခုဒီဗီဒီယိုမှာပြောမယ့်နှစ်ယောက်ကအဲ့ဒီကစားမနှစ်ယောက်နဲ့ကစားပုံတော့မတူဘူးကစားတဲ့နေရာတော့တူတယ်စတာဗက်တီကြီးပဲမော်ဒီနီနဲ့နက်စတာဒီအီတလီရေကံပြေကံကလာတဲ့အတွက်ကိုခန်းဆက်နီးပညာပိုင်းပိုကောင်းရင်တော့ကောင်းလိမ့်မယ်ဒါပေမဲ့အသင်းအတွက်ပေးဆက်တဲ့အပိုင်းမှာတော့အတူတူပါပဲဗျဒီကစားသမားနှစ်ယောက်တည်မော်ဒီနီနက်စတာထက်ပိုပြီးတော့တောင်းဖိုက်တာပိုဆန်နဲ့ကစားသမားနှစ်ဦးဗျနံပါတ်1တယောက်ကတိုနီအဒမ်ဒီနေ့အာဆင်နယ်ပြိုင်သက်တယ်သူတို့ဖြစ်တယ် 2003နောက်ပိုင်းမှာအာဆနယ်ပွဲကြည့်တဲ့သူတွေဆိုရင်တိုနီအဒမ်ကိုသူတို့မကြည့်ခဲ့ဘူး။သူဘဝတစ်ချောင်းလုံးအာဆနယ်အသင်းတစ်သင်းထဲမှာပဲကစားသွားတဲ့ one club man ကြီးပြီးတော့အာဆနယ်အသင်းရဲ့ကံတော်ကစားသမားကြီးအခုအာဆနယ်ရဲ့ဒီ every queen ship မှာတော့သူရဲ့ရုပ်ထုကြီးလုပ်ပြီးတော့ဂုဏ်ပြုခံထားရတဲ့ကစားသမားပြီးတော့ပူပူနွေ့နွေ့ဒီ2023ခုနှစ်မှာပဲအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကနေ Hall of Fame Award 2ရှိမြင့်ခံထားရတဲ့ကစားသမားအင်္ဂလန် Premier League ရဲ့ကံတော်ကစားသမားကြီးပေါ့ဗျာ အာဆနယ်နဲ့အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ဂန်နဝင်ကစားသမားကြီးဆိုပေမဲ့ကိုလူတွေတချို့ထင်နေသလိုတော့ဟိုဒီဒီငင်ငင်ကြီးနဲ့ဘောလုံးတစ်ခုတည်းကိုပဲအာယုံစိုက်ခဲ့တဲ့သူတယောက်တော့မဟုတ်ဘူးဗျ။သူ့ဘဝမှာဘောလုံးအပြင်သူကြိုက်တဲ့အရာတစ်ခုရှိတယ်။အဲ့ဒါကအရက်ပဲ။အရက်အလွန်ကျွံတော့ပြီးတော့ရထုတ်ကြီးဘွားကနေသူစူးစားယုံကန်ခဲ့လို့သာပြန်တီဆောက်ခဲ့လို့သာကမ္ဘာအကောင်းဆုံးနောက်ခံလူတွေထဲကတယောက်ဖြစ်လာတာ။သူ့ရဲ့ကစားပုံကကျန်းတယ်။ကစားပုံမကျန်းလို့လည်းမရဘူးဗျ။အဲ့ဒီအာဆနယ်အသင်းမှာသူအသင်းကောင်းဆောင်ဖြစ်နေတဲ့အချိန်မှာသူ့ရဲ့လက်အောက်မှာကစားနေရတဲ့ကစားသမားတွေကိုကြည့်ကြည့် အဲ့ဒီအချိန်ကအာဆန်နယ်ကစားတဲ့ပွဲတိုင်းဒီပါမှာအဝါကပြခံရတတ်တယ်။နှစ်ပွဲကစားရင်တပွဲတော့အဝါကရတယ်။ဘာတင်ဂီယွန်ရှိတယ်ဗျာ။ဒီဒစ်ဆင်ရှိတယ်။ဘေရာရှိတယ်။ယွန်ဘတ်ရှိတယ်။နောက်ဆိုကင်ဘဲလိုဖိုင်တာကြီးနဲ့သူတစ်နှစ်ကပတိန်လုပ်ခဲ့ရတယ်။ဆိုတော့ဒီကစားသမားတွေရဲ့ကပတိန်ကြီးဗျာ။ဘလောက်တောင်ကြမ်းလိုက်ပြီလဲ။စဉ်းစားတာကြီးတော့ဗျာ။တကယ်တကယ်ကြတော့တိုနီအဒမ်ဒီအာဆန်နယ်အသင်းရဲ့လက်ကောင်လို့ပြောမယ်ဆိုရင်တော့မှန်တယ်ဗျာ။ဘာကြောင့်လဲဆိုတော့တိုနီအဒမ်အာဆန်နယ်နဲ့လက်မတွဲခင်အချိန်တွေမှာအာဆန်နယ်အသင်းဒီဆယ်စုနှစ်ကြာ ဆယ်စုနှစ်လောက် FA ဖလာတလုံးမဲ့သူရခဲ့တာဒါပေမဲ့တိုနီအဒမ်နဲ့သူတို့အုပ်စုရောက်လာပြီးတဲ့နောက်ပိုင်းမှာအာဇနယ်ကဖလာဒီဝေဆာလာတဲ့အသင်းဖြစ်လာဆယ်စုနှစ်လောက်အမှတ်ပေးဖလာဆိုတော့ဘာမှမသိတဲ့အခြေအနေကနေတိုနီအဒမ်ကပတိန်ဖြစ်တဲ့ပထမဆုံးနှစ်မှာပဲ1986ခုနှစ်မှာပဲအာဇနယ်ကအမှတ်ပေးချန်ပီယံဖြစ်လာအဲ့ဒီအချိန်ကအာဆနယ်ရဲ့လီးပြကဂျော့ဂရီဟမ်ပြသူ့လက်ထက်မှာအာဆနယ်အသင်းရဲ့ဒီလျောက်တန်းခံစစ်ဘက်ဖော်အဲ့ဒီဘက်ဖော်ဟာကမ္ဘာကျော်တဲ့အထီးကိုဖြစ်သွားတာအခုလိုနေပညာတွေမထွန်းကားသေးခင် ကန်တင်ပြည့်အချိန်မှာတော့မှအာဆင်နယ်တင်းရဲ့အဲ့ဒီလေးယောက်ခံစစ်အဲ့ဒီဘက်ဖောဟာ Highland Defense ကိုကောင်းကောင်းကစားတတ်နေပြီဗျာအဲ့ဒါတွေကိုဥဆောင်ခဲ့တဲ့သူကတိုနီအတာမင်းတိုနီအတာမင်းအာဆင်နယ်ရဲ့ဒီအစောပိုင်းနေ့ရက်တွေကတော်တော်လေးကောင်းခဲ့တယ်အစောပိုင်းနှစ်တွေကတော်တော်လေးမိုက်ခဲ့တယ်ဆိုပေမဲ့သူကြိုက်တဲ့အရက်ကပဲသူ့ဘဝရဲ့တချို့နှစ်တွေကိုဆွဲချသွားတယ်သူအသက်16နှစ်အရွယ်မှာကလေးကအရက်ကိုစပြီးတော့တောက်နေပြီဗျာအရက်ဆွဲလန်းတဲ့ဒဏ်ကိုခံစားနေရတဲ့ alcoholism ကြီးသူဖြစ်နေအသက်16နှစ်ပဲရှိသေးတယ် အသက်23 24လောက်မှာပဲအရရကြီးကျွန်ကြီးလုံးဝဖြစ်နေအဲ့ဒီ23 24မှာအစနေမှာလည်းသူကောင်းကောင်းတောက်ပနေတဲ့စိတ်ကွင်းပြင်ပမှာလည်းအရမတော့ရရင်မနေနိုင်တဲ့အချိန်ဖြစ်နေပြီအစနေမှာလည်းငငယ်ရရနဲ့သူအောင်မြင်နေတယ်တင်းကောင်းတော်လည်းဖြစ်နေတယ်တစ်ဖက်မှာအရကလည်းမတော့ရရင်မနေနိုင်တဲ့သူဆိုတော့ဗျာနိုင်အောင်တေသူခဏခဏထွက်တယ်ကလပ်တွေဘားတွေမှာသူခဏခဏပြဿနာတက်ပြီးတော့အဲ့ဒီခက်ကလာအားကစား channel တွေမှာမီဒီယာထက်မှာတိုနီတန်ရဲ့အကြောင်းတွေရံပွဲတွေကတော်တော်လေးနေရာယူခဲ့တယ် 1990-91မှာအာဆင်နယ်နဲ့သူအမှတ်ပေးဖလားကိုထက်ရတယ်။အဲ့ဒီရာသီပိတ်ကာလမှာပဲသူ့ဘဝမှာဘဝပြတ်လို့မတက်ဖြစ်သွားခဲ့တဲ့အကြောင်းအရာတခုပေါ်လာ1990မေလ6ရက်နေ့မှာ driver တွေအတွက်သတ်မှတ်ထားတဲ့ limit ထက်ကိုလေးစကြော်အထိသူအရက်ပို့တော့ပြီးတော့ကားမောင်းခဲ့လို့သူ accident ဖြစ်ခဲ့။အဲ့ဒီအမှုနဲ့ပဲ1990ဒီဇင်ဘာလမှာသူထောင်၄လကြာသူထောင်ကထွက်လာတော့အာဆင်နယ်အသင်းကိုသူပြန်လာတယ်။အာဆင်နယ်အသင်းကလည်းသူ့ကိုပြန်လက်ခံတယ်။ဒါပေမဲ့ tornado ဟာအရက်တော့မပြတ်သေးဘူးဗျ။ အဲ့ဒီအာဆင်နယ်နဲ့တကြော့ပြန်ပြီးမှာ1993မှာသူ FA Cup နဲ့ League Flyer အောင်အာဆင်နယ်ကိုသူဥဆောင်ပေးပြန်တယ်။မြခင်စိမ့်ပေါ်မှာတကြော့ပြန်အောင်မြင်နေတယ်လို့မျိုးဒီအရက်ဆွဲလမ်းတဲ့ပြဿနာကလည်းသူ့ဘဝမှာပြဿနာကြီးတစ်ခုဖြစ်လာတာပဲ။ယူရို96မှာ1996ယူရိုမှာအင်္ဂလန်တဲ့ရဲ့ကပတိန်နေနဲ့သူပြိုင်ပွဲသွားတယ်။အဲ့ဒီကပြန်လာပြီးတော့တိတ်မကြတဲ့အချိန်မှာလန်ဒန်မြို့ကရက်ဆိုင်တစ်ဆိုင်မှာ၄ရက်ကြာတဲ့အထိမိုးလင်းကနေပြီးမိုးရှုပ်သူအရက်ထိုင်တော့ခဲ။တဖြည်းဖြည်းနဲ့ကိုသူ့ဘဝမှာအရက်တီနံပါတ်1ဘောလုံးတီနံပါတ်2ဖြစ်လာတာ။ 2024ခုနှစ်အင်တာဗျူးမှာတိုနီအဒမ်ပြောခဲ့တာတခုရှိတယ်။သူကအရက်ကိုပွဲမရှိလဲတောက်တယ်။ပွဲရှိလဲသူတောက်တယ်။သူမမှတ်မိတော့တဲ့ဟိုနေစမမှတ်မိတဲ့ဒနင်းကနေနေညနေခင်းတစ်ခုမှာဆပ်ပလစ်ဝီစကီကိုအဲ့ဒီတညနေထဲမှာပဲခုနှစ်ပလင်းအထိသူထိုင်တော့ခဲ့ဘူးလို့သူရောက်မှကသူကလေးတွေကိုပြန်လာခေါ်သွားတဲ့အထိဖြစ်ခဲ့မှုတဲ့အကြောင်းသူဖြေထားတာရှိတယ်။ကြာတော့ဗျာဒီအရက်တောက်ရတာကြီးကိုသူစိတ်ပြက်လာအဲ့တော့ဟိုအရက်ကိုအလွန်ကျွံတောက်ခဲ့တဲ့သူအရက်ကိုအလွန်ကျွံဆွဲလန်းနေခဲ့တဲ့သူတယောက်ဟာအရက်ဖြတ်တော့မယ်ဆိုတော့လေဒုံးတိကြီးကိုဖြတ်သွား အဲ့ဒီ1996မှာပဲရက်နဲ့သူပြဿနာပေါင်းစုံတွေတက်ပြီးတော့အရက်မပါဘဲနဲ့သူ့ဘဝကိုဆက်သွားဖို့သူဆုံးဖက်ဆက်ချတဲ့အချိန်မှာပဲမီဒီယာကနေသူလူသိရှင်ကြားသူရက်တော့ခဲ့တဲ့အကြောင်းတွေကိုသူဝင်ချတောင်းပန်တယ်15နှစ်နီးပါးလောက်မတော့ရရင်မနေနိုင်တဲ့အဲ့ဒီရစ်ထုတ်ကြီးဘဝကိုအဲ့ဒီနေ့မှာပဲသူတင်းကနေဖြစ်လိုက်တယ်အင်္ဂလမာရှိတဲ့ဒီရက်ဆွဲနေတဲ့သူတွေကိုကူညီပေးတဲ့နာမည်ကျော်တယောက်ရဲ့အကူအညီနဲ့သူအရက်ကိုသူရအောင်ပြက်ခဲ့ နေမနာညမနာအရက်တောက်ခဲ့ပေမဲ့တကယ်ဖြတ်တဲ့အချိန်မှာတီကနေရအောင်ဖြတ်နိုင်ခဲ့တယ်ဆိုတော့ကဒီကစားသမားရဲ့တိုနီတန်ရဲ့စိတ်တက်ကြခံမှုကိုကျွန်တော်တို့မြင်ခဲ့ရတယ်ဆိုတော့သူအရက်ပြတ်သွားပြီးတဲ့အချိန်မှာအာဆင်နယ်မှာတကြောပြန်တတိယအချိန်မျိုးအာဆင်နယ်နဲ့တကြောပြန်ပေါင်းဖို့ကြိုးစားနေတဲ့အချိန်မှာအာဆင်နယ်ရဲ့နီးပြကအာဆင်ဝင်းကဖြစ်သွားတယ်အဲ့ဒီမှာမီဒီယာတွေကရောအားလုံးကရောဒီအဆင်ဝင်ကလို့နီးစနစ်မာစတာတယောက်ဟာစီကံကြီးတဲ့သူတယောက်ဟာတိုနီအဒန်လိုမျိုးကစားသမားတယောက်ကိုနေရာပေးတော့မှာမဟုတ်ဘူး ဒီတိုနီအဒမ်တို့ခေဟောင်းကစားသမားတယောက်ကလည်းအစဝင်းကလို့နီစနစ်အပြူတဲ့အောက်မှာနေရာရမှာဖို့ဘူးဆိုပြီးတော့အလုံးကသူ့ကိုထင်ကျေးပေးခဲ့ပြီမဲ့နောက်ပိုင်းမှာအစဝင်းကကိုယ်တိုင်ကတိုနီအဒမ်ကိုဒေါက်တာဆော့ဒက်ဖန့်ဆိုပြီးတော့ချီးကျူးရတဲ့အထိသူရှင်းစွမ်းပြန်ပြခဲ့1998မှာအာဆနယ်ကပတိန်ဘဝနဲ့တတိယအချိန်မြောက်အမတ်ပေးဖလားကိုသူရတယ်2002ခုနှစ်မှာအာဆနယ်အသင်းကောင်းဆောင်အနေနဲ့၄ချိန်မြောက်အီပီအမ်မတ်ပေးဖလားကိုသူယူခဲ့ပြီးတော့အဲ့ဒီရာသီအကုန်မှာပဲတိုနီအဒမ်ကကစားသမားဘဝကအားယူသွားတယ် ်ပြီးတော့အဲ့ဒီနှစ်ရက်ပွဲစဉ်39လက်စတာအသင်းနဲ့ပွဲမှာအာဆင်နယ်က၄ဂိုးပြတ်အနိုင်ရတော့နောက်ဆုံးအပိတ်ဂိုးကိုသွင်းခဲ့တဲ့သူကတိုနီအဒမ်အဲ့ဒီမှာကွင်းထဲမှာတိုနီအဒမ်အောင်ပွဲခံခဲ့တဲ့ပုံရိပ်ခါတကယ်ကိုသပိုင်းဝင်ပုံရိပ်တစ်ခုဖြစ်သွားပြီးတော့အခုအာဆင်နယ်အသင်းရဲ့ Emirates ပါဂုံပြုတ်ပေးထားတဲ့ရုပ်ထုကအဲ့ဒီတော့ကသူအောင်ပွဲခံထားတဲ့ပုံစံအတိုင်းတပုံစံနဲ့ဂုံပြုတ်ပေးထားတာဗျအဲ့ဒီအနာယူဖို့ကြင်ညာတဲ့ချိန်မှာသူပြောခဲ့တာကသူဘောလုံးဆက်ကစားလို့ရတယ်လေအဲ့ဒီချိန်မှာ ဒါပေမဲ့အာဆင်နယ်ဂျာစီမဟုတ်ရင်သူမဝင်ရှင်တော့တဲ့အတွက်ဘောလုံးလောကကိုအပြီးကြောက်ခိုင်းလိုက်တယ်ဆိုပြီးတော့အဲ့ဒီအချိန်မှာပဲသူပြောခဲ့တာကျွန်တော်ချိန်မှာပြောခဲ့တယ်တိုနီအဒန်ကအာဆင်နယ်အတွက်လက်ကောင်ပါဆိုတာဘာကြောင့်လဲဆိုတော့သူထွက်ခွာသွားတဲ့2002ခုနှစ်ကလည်းနောက်ပိုင်းကိုကြည့်ကြည့်ပါအဲ့ဒီနောက်ပိုင်းမှာအာဆင်နယ်ကရွှေဖလားတစ်လုံးရခဲ့တာကလွဲရင်ဒီနေ့အချိန်ထိအာဆင်နယ်မှာမမေရရအောင်မြင်မှုဆိုတာမရှိတော့ဘူးဒီနေ့အချိန်ထိအာဆင်နယ်သမိုင်းမှာအောင်မြင်ဆုံးအသင်းကောင်းဆောင်ကပတိန်တယောက်ဖြစ်ပြီးတော့မှတ်ပေးပလား၄ချိန်ပေါင်းဝယ်စုပေါင်းစုပလား၁၂လုံးအထိသူရခဲ့တာဖြစ်ပါတ တကယ်တော့ဒီဗီဒီယိုမှာကျွန်တော်နှစ်ယောက်အကြောင်းကိုကျွန်တော်ပြောမှာဆိုရင်ဒီတစ်ယောက်နဲ့ပဲဗီဒီယိုက10မိနစ်လောက်ဖြစ်သွားပြီဆိုတော့နောက်တစ်ယောက်ဆက်ပြောရင်တော်တော်လေးရှည်တော့မယ်ဗျာနောက်တစ်ယောက်ကိုနောက်ဗီဒီယိုမှာကျွန်တော်ထပ်ပြောပါမယ်ဆိုတော့ဒီလိုက်နောက်ထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ဗျာမြန်မာပြည်ကြီးအမြန်ဆုံးအေးကြပါစေအတ္တမတရားလည်းမြန်မြန်ကျဆုံးပါစေခင်ဗျာ